မင်္ဂလာပါခုကခွန်ညိုပန်းလေးထိုးပြပေးမယ်နော်ဒီခွန်ညိုပန်းလေးကိုတော့အိတ်ကလေးပေါ်မှာထိုးနေတာပါဒါချုပ်ပြီးသားအိတ်ကလေးပါနော်ဒီအိတ်ကလေးကကျတော့အပြင်ထဲမှာခေါ်လေးလည်းခံထားတယ်ဒါသူကဒါဆိုလို့ရှိရင်ဒီလိုလေးလည်းပါတယ်ဒီအပြင်ထဲမှာလည်းခေါ်ပါတယ်နည်းနည်းလေးထူတယ်ပေါ့နော်အဲ့ဆိုတော့ဖူရတယ်နည်းနည်းလေးကက်တက်တယ်ဒီမှာလည်းထိုးနေလေးပြတ်ကြလို့ရိုက်ပြပေးရပါဒီခွန်ညိုပန်းကိုသုံးဖို့ထိုးဖို့အတွက်က အညိုရောင်ချီကိုသုံးရင်လည်းရတယ်ဒီမှာကျတော့အရင်အညိုရောင်တော့မဟုတ်ဘူးဒါလေးကဘာရောင်ဖြစ်မလဲဆိုတော့အရင်စီရောင်မသိဘူးဟိုခရမ်းရောင်ဘက်ကနည်းနည်းပါတယ်အဲ့ဒီအရင်ကကျတော့ပြီးတော့ဒီပန်းထုံးမယ်ဆိုလို့ရှိရင်ပန်းတစ်ချောင်းလေးလုံမယ်ဒါလေးကျတော့ပန်းထုံးချီကိုသုံးထားတယ်ပန်းထုံးချီကိုမခွဲပဲနဲ့ထုံးထားတယ်ဘာမှဒီတိုင်းထုံးထားတာဒီမှာလေဒီနောက်ဘက်ချမ်းမှာမပေါ့အောင်ချီချီရည်မရှိအောင်ပချာလေးထိုးထားတာဒီကလေးကျတော့ ချီခေါ်လို့ရှိရင်လည်းဒီအပေါ်ပိုင်းကနေပဲခေါ်တယ်ဒီလိုအပေါ်ပိုင်းကနေပဲဆက်ခေါ်တယ်ပြီးတော့ဒီမှာဒီဒီဒီပေါ်လေးတွေမှာတော့ဒီမှာချီရလေးနေနေလေးရှည်သေးလို့လေးဒီအရွက်တွေထိုးလုံးကလည်းနည်းနည်းတော့ဖြတ်တယ်ဘာကြောင့်လဲဆိုတော့ဒီအတွင်းလေးကိုလည်းပေါက်လို့မပေါက်ချင်လို့အခုခွန်ယူပန်းလေးထိုးပြမယ်နော်ခွန်ယူပန်းထိုးဖို့အတွက်အရင်ဆုံးဝန်ဖတ်ချက်ဖို့အတွက်တိုင်၆ပိုင်းထိုးမယ်ဝတ်ဆံလေးအရင်စာဆွဲမယ်ပြီးတော့ဒီမှာတိုင်၆ခုလောက်ထားတယ်ပြီးတော့အဲ့တိုင်တစ်တိုင်းမှာအဲ့တိုင်လေးတွေကတစ်ခုနဲ့တစ်ခု အပါဝင်ညီရမယ်ပြီးတော့ဒီလိုအလိုအခြေလေးညီရမယ်ဒီအောက်ထဲမှာပတ်ဖို့တော့လေဒီလိုမျိုးလေးအားလေးရှက်ပြီးတော့ကောင်းပါကောင်းပါလားမဟုတ်လို့ရှိရင်ဖောက်ပတ်ဖို့ပောက်ပြီးခြေလေးရှုပ်နေမှာဆိုလို့ဒီမှာဒီလိုလေးကောပြီးတော့ဒီလေးမှာခြေထုံမယ်ပြီးတော့ဒီတိုင်းထိပ်ကလေးမှာသွားခြေပြီးတော့ဒီတိုင်းထိပ်ကနေစာထုံမယ်ကြံကြော်စီ ထိုးပြမယ်ဒါလေးကိုတော့ကြည့်ကြည့်ကလေးဖြစ်အောင်ဒီလိုလေးဖြည့်ဖြည့်ပြမယ် ဒါဆိုတော့ပုံမှန်ကလေးတစ်ခုပြီးတော့ပါပြီနော်ပြီးတော့ပြီဆိုလို့ရှိရင်ခြေကိုပိစာကိုပို့ပြီးတော့နောက်ထပ်ကြိုင်ရအတွက်ခြေပြန်ထုတ်ပေးရမယ်ကျွန်တော်တို့ခါလေကောမအဆင်ပြေမှာမလို့ဒီလိုတစ်ခါလေကောလိုက်မယ်နော်အပြင်မှာကိုကိုထိုးလို့မရလို့ဒီလိုလေးကောပေးပြီဆိုလို့ရှိရင်ဆော့ဆော့ကလိုပဲတိုင်တိုင်ပြန်ဆိုင်မယ်ပြီးတော့ဆက်ထိုးမယ် ဲ့ဆိုရင်နောက်ထပ်ပုံဖက်တစ်ခုပြီးတော့ပါပြီနော်။ကျန်တဲ့ပုံဖက်ကလေးကိုလည်းအဲ့လိုလေးပဲလည်းပြီးတော့ထိုးပြရမယ်။ လေးကျတော့နောက်ဆုံးပုံဖက်ကလေးပါနော်ဒီပုံဖက်တစ်ခုပြီးရင်တော့အညကန်းရဲ့ပုံဖက်ကလေးအားလုံးပြီးတော့ပါပြီပြီးတော့ဦးစံမေးဖက်ပြပြပြမယ်နော် ဲ့ဆိုတော့ compact ကလေးပြောပါပြီနော်ဒီနေ့ကျတော့ဝတ်ဆံလုပ်ဖို့အတွက်ခြေကကဘာရောက်ဖြစ်မလဲဆိုတော့ဒီနေ့ကဆင်ဆွေရောင်လေးအားလေးသုံးခဲ့ကိုယ်ကချက်ပေါက်ရောင်လို့ပြီးတော့နှုတ်စင်းရောင်လို့အလိုလေးသုံးရင်လည်းအဆင်ပြေတယ်မရှိဘူးဆိုလို့ရှိရင်ဖြူရောင်သုံးရင်လည်းရတယ်လူတွေဖြတ်ထားတယ် ลุพี่ไปเอาโกโลตะลอยู่ไหมยดีแล้วก็เลยมั้ยล่ะไม่ใช่จะจวนดีว่ะเนาะ พี่รอสีซอซอะเข้าท่าได้ดีตัวมาอัดโทรพี่รอนี่มาฉีไปมั้ยดูเลยปเข้าชีมั้ยพี่รอตัวนั้นเสียเข้าเปี่ยนชีมั้ย အဲ့မှာချီရဲကျိုးကကျိုးတသေးလေးဖြစ်နေပို့လို့ဒီမှာကျတော့ကျိုးနှစ်ပင်ဘူးနဲ့ထိုးထားကျိုးရမ်းကြည့်ရဆိုလို့ရှိရင်ဒီဝတ်ဆံကကျတော့ကွဲနေမှာမလောင်အဲ့ဒါမို့ကျိုးတသေးလေးကိုသုံးပေးရမယ်ဒါလို့မခိုင်မှုဆိုလို့ရှိရင်လည်းအဲ့ဒီဝတ်ဆံကပြေးကြလာမယ်နော်ဟိုကျိုးကပြက်လွယ်နေကျိုးဆိုလို့ရှိရင်လည်းဝတ်ဆံကပြေးမှာအဲ့မဲ့လုံငန်းကတော့အဲ့လိုမျိုးပြက်တာမျိုးတော့မရှိပါဘူး င်ဒီလိုလေးရတိုင်းနော်ဒါလေးကိုပြန်ပြောပါလိုက်မယ်ဒီလိုလေးဒီတော့ compatible ဘူးတင်မယ် compatible ဖိုးပြီးဆိုရင်တော့ဒီ LED မှာစောစောချီထားတဲ့ကြိုးမဖြတ်အောင်နော်ဒီတန်းလေးပဲဒီတန်းလေးပဲတက်ပြင်မယ်ဒီလိုလေးဒါဆိုရင်တော့ဝတ်ဆံအရင်ရှည်တယ်ဒီလိုပြီးသွားပြီဆိုရင် ဒီအောက်ကနေထက်ကိုတစ်ခေါက်ပြန်កော်ပြီးတော့ခြေဝလေးကနေတော့ဒီနားနေတစ်ခေါက်ပြန်កော်ပြီးတော့ဒီလေမှာဒီလိုတစ်ချက်ပြန်ပြီးတော့ဖိပေးမယ်ဒီကွဲကမှာဆိုလို့ဒီလိုမျိုးနှစ်ခါတော့ပြန်နောက်ဘက်မှာခြီးလိုက်ရင်ရပြီ။ဒါနောက်ဘက်မှာခြီးပြီးသွားပြီနော်။ခြီးပြီးပြီဆိုလို့ရှိရင်ဘာလို့ပြရမှာလဲဆိုတော့ဒီအားလေးကနည်းနည်းလေးရှည်နေတယ်။ဒါကြောင့်မကိုလိုချင်တဲ့လောက်အနေထားလေးပြန်ဖြတ်မယ်။ မင်းရှေ့ရှေ့ချမ်းပြီးတော့ဖြစ်မယ်ဘလိုပဲကြိုက်တယ်ဆိုတော့ဘလိုပဲဖြတ်ပြရမယ်ဒါမျိုးလို့သူ့ရဲ့တကယ်ဝဆန်ကတည်းကနည်းနည်းလေးရှိရယ်ဆိုလို့ရှိရင်ကခွန်ကြီးမလေးရတော့ပါပြီနော်ဒီလိုလေးပါ